ရင်ဒီကနေမှတောက်လျှောက်ဆင်းလာပြီးတော့ကျွန်တော်တို့ခုနပြောတဲ့ဒီ address box ထဲကိုပေါ့နော် address box ထဲကိုကျုပ် connection ဝင်มาဖြစ်ပါတယ် မင်္ဂလာပါအခုတစ်ခါမှာကျွန်တော်တို့မိုးကြိုးလဲတက်ဆင်တဲ့အခါတွေမှာပေါ့နော်မဖြစ်မနေအသုံးပြုရတဲ့ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့ပစ္စည်းလေးတွေပါပေါ့နော်ဥမာအဖြစ်ဒီကောင်ဆိုရင်အခုဒီကောင်ဆိုရင်ဒါမြေကြီးထဲမှာချရမယ် error ပေါ့နော် error အချောင်းလေးပါဒီကောင်လေးက error အချောင်းလေးပုံမှန်အဖြစ်ကတော့ကျွန်တော်တို့6ပေ error ဆိုပြီးတော့လာတယ်ပေါ့နော်6ပေအရှိန်နဲ့လာတယ်လိုအပ်တယ်လို့ဆက်ပြီးတော့လည်းတုံးလို့ရတယ်ပြီးတော့ဒီ error အချောင်းကိုမြေကြီးထဲမှာကျွန်တော်တို့ကချလိုက်တယ်ချပြီးသွားပြီးမြုပ်လိုက်ပြီးသွားပြီးဆိုရင်သူ့ရဲ့အသုံးပြုရတဲ့ဂျိုးပေါ့နော်ဒီကောင်နဲ့ချိတ်ဆက်ပြီးတော့ဒီ error မှာဒီ error မှာဒီကြိုးကိုကျွန်တော်တို့က connection လုပ်လိုက်တယ် ူးတွဲလိုက်တယ်ပေါ့နော်ပူးတွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘဲကိုလာလဲဆိုတော့ကြတော့မြေကြီးတွေကနေကျွန်တော်တို့အဆောက်အဦးကိုလာတယ်ပေါ့နော်အဆောက်အဦးလာပြီးသွားရင်ကျွန်တော်တို့ကဒီ address box ဆိုတဲ့ပစ္စည်းလေးပေါ့နော် address box ဆိုတဲ့ပစ္စည်းလေးကအိမ်ရဲ့နေရံမှာကက်ပြီးတော့တက်ထားမယ်အဲ့လိုတက်ထားတဲ့အခါကျရင်ကျွန်တော်တို့ဒီလိုထောင်ရယ်ကလေးဖြစ်နေမှာပေါ့နော်ထောင်ရယ်ကလေးဖြစ်နေတဲ့ဟာကိုကျွန်တော်တို့ကဒီ app bar မှာလာပြီးတော့ခုနကတုန်းက edge ကနေပြီးတော့လာပြီးတော့ connection လုပ်မယ် connection လုပ်ပြီးသွားပြီဆိုတာနဲ့ဒါကအဲမိုဂျူလဲချမယ်အချိန်ဆိုရင် connection လောက်ထားမယ်ပေါ့နော်လောက်ပြီးသားရင်အပေါ်ကနေလာမယ်အကျိုးမိုဂျူလဲ ဒေါင်းကွန်ဒရာလို့ခေါ်တဲ့ကြီးကျိုးပေါ့နော်အဲ့ဒီကြီးကျိုးကနေလေကျွန်တော်တို့ဒီကိုလာပြီးတော့ချိတ်ဆက်မယ်ပေါ့နော်အဲ့တော့လာမချိတ်မဆက်ခင်မှာကျွန်တော်နောက်တဲ့တစ်ခုဆိုရင်ဒါကမိုးကျိုးလဲမျောစင်လေးတွေပါဒီကောင်လေးကတော့မျောစင်က3ဘေးရှိမယ်4ဘေးရှိမယ်ပြီးရင်ဒီဘက်ကကောင်5ဘေးပေါ့နော်3ဘေး4ဘေး5ဘေးဆိုပြီးတော့အမျိုးမျိုးလာတယ်ကျွန်တော်စီမှာ6ဘေးထိလဲမှာလို့ရတယ်ပေါ့နော်โอเคပြီးရင်နောက်တစ်ခုကကျွန်တော်တို့အိမ်ခေါင်မိုးပေါ်မှာတက်မဲ့ပစ္စည်းပေါ့နော်ဒါကမိုးကျိုးလဲတိုင်လို့ခေါ်ပါတယ်ဒီမိုးကျိုးလဲတိုင်ကဒါကတော့အခုကအိန္ဒိယတိုင်ပေါ့နော်အိန္ဒိယတိုင်အစ်စ်ပါโอเคဒီကောင်မှာဘာတွေပါမ လဲဆိုတော့ကျွန်တော် module လဲချမယ်ဆိုရင်တချို့အဲ installation လုပ်တဲ့အခွဲတွေရပါတော့ဒီလိုမျိုး pushin တီးဆိုပြီးတော့ဗောနော်ဒီလိုနေရာမျိုးလေးတွေမှာတက်တယ်တက်ပြီးသွားပြီဆိုရင်ကြီးကျိုးကဒီမှာလဲလာပြီးတော့ ခုနကတော့ error ပုံစံမျိုးပဲ connection ယူတယ်ပေါ့နော်ပြီးရင်ဒီကနေမှတောက်လျှောက်ဆင်းလာပြီးတော့ကျွန်တော်တို့ခုနပြောတဲ့ဒီ address port ထဲကိုပေါ့နော် address port ထဲကိုကျုပ် connection ဝင်มาဖြစ်ပါတယ်ဒါကတော့ module test ဆင်တဲ့အခါတွေမှာအသုံးပြုရတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်ဒီကောင်လေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စီမှာဆိုရင်ပေါ့နော်ကြီးကျိုးတွေဆိုရင်လည်းနံပါတ်1ကောပါတို့နံပါတ်4ကောပါတို့နံပါတ်6ကောပါဆိုပြီးတော့ပေါ့နော်ကြီးကျိုး site အမျိုးမျိုးလာပါတယ်ဒီကြီးကျိုးလေးတွေဆိုရင်ကျွန်တော်တို့ကနံပါတ်1ကောပါဆိုရင်တပိတ်တာကို12ပေထွက်တယ်နံပါတ်4 ောပါဆိုရင်တပိတ္တာကို16ပေထွက်ပါတယ်။နမ6ကောပါဆိုရင်တပိတ္တာကို20နဲ့မှ9ပေပေါ့နော်။နမ8ကောပါဆိုရင်တော့တပိတ္တာကိုဒီကောင်ကပေ90နီးပါးလောက်ထိထွက်တယ်ပေါ့နော်။ဒါကတော့မိုးကြိုးလဲပစ္စည်းတွေဝယ်တဲ့အခါမှာလွယ်ကူအဆင်ပြေဖို့ရန်အတွက်ပေါ့နော်။ကျွန်တော်ကမိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်တို့ကမိုးကြိုးလဲပစ္စည်းတွေကိုတက်ဆင်အသုံးပြုတော့မယ်ဆိုရင်ဘာပစ္စည်းတွေလိုတာလဲဆိုတာကိုအကြမ်းမြင်အဖြစ်ပေါ့နော်မဖြစ်မနေအသုံးပြုရပစ္စည်းတွေကိုတေချာတိသွားပြီလို့ထင်ပါတယ်ဒီမိုးကြိုးလဲပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရဆိုရင်ကျွန်တော်တို့ရဲ့ခန်ရှော်လဲစစ်ပစ္စည်းအယောင်ဆိုင်မှာဆက်သွယ်မေးမြန်းလို့ရပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဗီဒီယိုကိုဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ